ထိုင်းမြန်မာနယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကနေထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသား900ခန့်ကိုလွှဲပြောင်းပေးဖို့စီစဉ်နေတယ်လို့ထိုင်းဝန်ကြီးချုပ်အနုထင်ကပြောကြားကြောင်းဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။နမဲဆိုးနဲ့ကြော်ကြတဲ့လိမ်လည်လှည့်စားတဲ့စံတန်တစ်ခုကိုမြန်မာအနာဝိုင်တွေကဝင်ရောက်ဆင်းနှင်းပေးတဲ့နောက်နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားတဲ့၎င်းရဲ့နိုင်ငံသား900ခန့်ကိုထိုင်းနိုင်ငံကိုပြန်လည်ပို့ဆောင်ဖို့အိန္ဒိယကလင်းရင်တစင်းဆင်လွတ်ဖို့စီစဉ်နေတယ်လို့ထိုင်းဝန်ကြီးချုပ်ကပို့တဖူးနေ့ကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရဲတရဘက်ကစတင်ပြီးမြန်မာအာဏာပိုင်တွေက KK Park စိုက်ပါရာဇဝတ်ဂိုင်းကိုစစ်ဆင်ရေးတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးအဲ့ဒီနေရာမှာအလုံးလုံးနေတဲ့နိုင်ငံသားအများစုဟာထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးလာခဲ့ပါတယ်။နိုင်ငံပေါင်း28နိုင်ငံကလူပေါင်း1500ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးအခုအခါထိုင်းနိုင်ငံမှာပြည်စုဆောက်ရှောက်ထားကြောင်းဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။၎င်းတို့အနက်အိန္ဒိယနိုင်ငံသား900ခန့်ကိုလွှဲပြောင်းပေးဖို့အတွက် ိန္ဒိယတန်အမတ်ကြီးနဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးတို့တွေ့ဆုံခဲ့ပြီးလွှဲပြောင်းပေးတာနဲ့ပတ်သက်လို့အရှိန်မြှင့်မှုဆွေးနွေးခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောပါရယ်။အိန္ဒိယကထိုင်းကိုပူးပေါင်းဆောင်ရွက်ဖို့တောင်းဆိုတယ်။ဒါကိုသူတို့ကကျွန်တော်တို့ကိုဝန်ထုံးဝင်ဖို့မဖြစ်စေချင်ဘူးလို့ထိုင်းဝန်ကြီးချုပ်ကပြောပါရယ်။ဒီဒုက္ခသည်တွေကိုသိယူဖို့လေရင်နဲ့ပို့မယ်။လေရင်ကမဲဆောက်ကိုတိုက်ရိုက်ဆင်းသက်မယ်လို့၎င်းကဆက်လက်ပြောပါရယ်။မြန်မာနိုင်ငံမှာရှိတဲ့ KK ပါခါ နိုင်ငံဖြတ်ကျော်စိုက်ဘာလိမ်လည်မှုတွေမှာ၎င်းရဲ့ပအဝင်ပတ်သက်မှုအတွက်ကြော်ကြားတဲ့နေမြေတစ်ခုဖြစ်ပြီးကြေပြောတဲ့ KK Park ခြံဝင်းနဲ့အနီးမှာရှိတဲ့တခြားနေရာတွေကိုတရုတ်ရာဇဝတ်ခိုင်းတွေကအဓိကလဲပတ်နေတယ်လို့သတင်းမှဖော်ပြထားပါတယ်။ကိုဗစ်ကရောဂါဖြစ်ပြီးနောက်ပိုင်းမှာထိုင်းမြန်မာလောင်နဲ့ကမ္ဘောဒီးယားကျောင်းမှာရှိတဲ့နေဆက်ဒေတာတွေဟာအွန်လိုင်းလိမ်လည်မှုတွေအတွက်အချက်အချာနေရာတွေဖြစ်လာပြီးလူထောင်ပေါင်းများစွာကိုလိမ်လည်ခဲ့ကအမေရိကန်ဒေါ်လာဘီလီယံနဲ့ချေရရှိခဲ့တယ်လို့ကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။